ဧပြီ29အင်္ဂါနေ့အာယုံဥစုတောင်းကြီးအစီအစဉ်အစပြုဖို့ပဏမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ယောမဝါဒစာခန်းကြီး30အငယ်15တစ်ပုဒ်ဖြစ်ပါလေ။လူကမစီလွတ်လျင်အဘယ်သို့ဟောပြောနိုင်မည်နည်း။ထိုသူနှင့်အညီကျမ်းစာလာဒီကငြိမ်သက်ခြင်းရဲ့ဝတ်မြောက်စရာတည်းကောင်းကျိုးချမ်းသာရဲ့ဝတ်မြောက်စရာတည်းကိုကြားပြောသူတို့ကြီးတို့သည်အလုံး တင့်တယ်စွာတကားဟုလာတည်းဆုတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ယနေ့အစီအစဉ်အစလေးဆုံးသုံးပါစလုံးတန်ရှင်သောဝိညာဉ်တော်၏အုပ်စုနဲ့ကျွန်တို့အားလက်လျှောက်နိုင်ဖို့ကောင်းကင်မင်္ဂလာကိုပေးပါမည်အကြောင်းကတိမရှင်တခင်ခရစ်တော်ရဲ့မြတ်တော်နာမနဲ့ယုံကြည်စွာကျေးဇူးတော်အပေါင်းကိုချီးမွမ်းလက်ဤနေ့နာနဲ့အစီအစဉ်ကို ကျွန်တော်သဘောချင်းတူလေကုရှင်လက်တော်သေးသောအတူတကွဆုတောင်းစကားအနန္တပါလေဖာဖျာအာမင်ဓမ္မတိချင်းမှ296ညီတခြင်းမြစ်လို့ကျွန်ုပ်ကိုလမ်းပြတယ်ဝန်နေချင်းကပင်လေလှိုင်းကြီးလို့လာပြီမဲ့ခရစ်တော်ကျွန်တော်တင်တဲ့အရာတွေဟာကောင်းပါလေကောင်းပါလေဒါအတွက်လေကျွန်တော်ဝိညာဉ်အတွက်ကောင်းပါလေလို့အတူတကွချီးမွမ်းတည်ဆိုကြပါစို့ Bring mm -hmm. ကမ္ဘာနိုင်ငံကြီးကိုပြန်ကြည့်ရင်တိုင်းပြည်တွေဟာတဘာဝဘေးဒဏ်ကာလတာယောဂါဘေးဒဏ်စစ်ပွေးဒဏ်တွေအမျိုးမျိုးခံစားနေရတယ်။ကျွန်တိုင်းပြည်လည်းခံစားနေရတယ်။နိုင်ငံကြီးတွေလည်းပြန်ကြည့်ရင်ရုရှားနိုင်ငံဆိုရင်ယူကရိန်းနိုင်ငံတည်တည်လင်းစစ်ဖြစ်တဲ့အခါမှာသူတို့ကလက်နေတယ်မရှိတော့ဘူး။စစ်သားတွေမရှိတော့မြောက်ကိုရီးယားစစ်သားတွေတရုတ်စစ်သားတွေခုပဲတိုက်ခိုင်းနေရတယ်။အဲ့ဒီလိုအခြေအနေမှာပြည်သူပြည်သားတွေကဘယ်လောက်ဒုက္ခရမလဲ ဒေကြီးပြက်စီရဲ့တာသမီဆုံးရတယ်ဒီတရှင်းဆက်တဲ့ပုဂ္ဂိုလ်ကလည်းတဲ့ထဲမှာသူ့သမီး၄ယောက်လုံးတင်မောက်မောက်ပြီးတော့တင်မောက်ပြက်ပြီးတော့တည်သွားတယ်ဘလောက်ဝမ်းနေကြီးကောင်းမလဲဘလောက်ဝမ်းနေမလဲကြည်ကွမရဖြစ်မယ်ဒါဖျားကိုတည်တဲ့အခါကျတော့အဲ့လိုဆင်းရဲဒုက္ခကြီးဟာဝမ်းနေကြီးဟာပင်လိန်ကလိန်ကြီးလိမ့်လာပြီမဲ့တဲ့သူရဲ့ဝိညာဉ်အတွက်ကောင်းနေတဲ့ဘာကြောင့်လဲ သာသမီတမီလေးယောက်တို့ဘုရားရှင်နိုင်ငံတော်ကိုဝင်စားရတယ်သူတို့တွားလိခီရလဲတာဒနာခီတွားရင်းနဲ့ဖြစ်သွားတယ်ဒါဆာလာနောက်ရှိပြီးတော့စွန်တန်ကြီးရောက်တော့လေဘုရားရှင်ဂတိတော်ကသူတို့ယုံတော့ကြောင့်ဂတိတော်တည်တော့ကြောင့်သူတည်ဝန်တာလေအဲ့ဒီပြင်တခင်ရှော့သူအာနေချင်းကိုထောက်ရှိပြီးတော့သူဝိညာဉ်ဖို့တွေးဆောင်တယ်ဒီချင်းကတော့ဆက်စုံနေတယ်ဆိုတာတကယ်ဘုရားရှင်အောဘွေရမေတ္တာတော်ဖြစ်တယ် ဒါပေမဲ့အောင်းမိတဲ့အခါမှာခဏလို့ဝနေလို့အပြစ်တင်ခြင်းနဲ့အပြစ်တွေအားလုံးလွတ်မြောက်သွားပြီးတော့ဘုရားသခင်ကိုချီးမွမ်းနေတယ်ကျွန်တော်တို့ဒီအတွေ့အကြုံကကောင်းပါတယ်ကောင်းပါတယ်ဒါကြောင့်ကပ္ပပညာရှိဆုံးရှလမုန်ပညာကြီးကကောင်းစားခြင်းနဲ့စည်ရင်ခြင်းကိုဘုရားအလှည့်လည်ပေးတယ်။ဘာကြောင့်လဲ?ကောင်းစားတဲ့အခါမှာဝမ်းမြောက်ဖို့စည်ရတဲ့အခါမှာစင်ကြင်ဖို့အဲ့လိုလုပ်ခြင်းအပြင် နောင်ဖြစ်မဲ့အရာတွေကိုကျွန်တော်တို့ကပို့ပြီးတော့အောင်မြင်တိရပြီးတော့အောင်မြင်ခြင်းကိုရနိုင်မယ်။ကြောင့်ဒီကနေ့ဒီကဲတော့အခက်အခဲတွေကြုံရတဲ့အခါမှာလူအနေနဲ့လူသားဖြစ်တော့ကြောင့်ခံစားရမယ်။ဆိုရင်ကြောက်ရမှုရှိမယ်။ဝမ်းနဲ့ကြည်ခွဲမယ်။ဒါပေမဲ့ဒီအချိန်မှာလောကတရားကတော့အတိတ်ကကမကောင်းတော့ကြောင့်ဖြစ်တယ်။ မင်းမလုမဟုတ်လုတော့ကြခံရပဲတကယ်လည်းနာကျင်စွာခံစားနေရပြီးတော့အဖြစ်မရှိဘူးအတက်မတာဖြစ်နေရင်တမချမ်းသာကကျွန်တော်ရဲ့တလုံးသားထဲမှာဖျားကုမျိုးကြည့်ပြီးတော့ကျွန်တော်ဝိညာဉ်အတွက်ကောင်းတယ်မင်္ဂလာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ချီးမွမ်းနေမှာပဲဒီကျမ်းစာကိုတမန်တော်ရှင်ဘောလူက ပြန်ပြီးတော့သူကဓမ္မဟောင်းကြမှာဟိရှာယအနဂရိကြမှာကြိုပြောတဲ့အရာကိုပြန်ကိုးကားဖော်ပြခြင်းဖြစ်တယ်။ဒါန်တခါလေဓမ္မဟောင်းကြဆိုတာမလို့တော့ပါဘူးလို့ပြောဖို့မဟုတ်ပဲနဲ့ပြည့်ညတ်ရပို့ပြည့်စုံဖို့ဓမ္မသိမှာလဲဒါရီခွာရဖို့ပြားလေးတုံတင်တယ်။ဟိရှာအနဂရိကြအခန်းကြီး52အငယ်9ကညီသက်ချင်းရဲ့ဝမ်းမြောက်စွာတည်င်းကိုကြားပြောတော်သူဒီနေ့စစ်ပွဲကြီးတွေဖြစ်တယ်။ ယောဂဘီးတွေဖြစ်တယ်တဘာဝဘီးတွေခံစားရတဲ့အခါမှာမငြိမ်မသက်ဖြစ်နေလူသားတွေအားလုံးကိုငြိမ်သက်ခြင်းရဲ့ဝမ်းမြောက်စရာတတိကိုကြားပြောဖို့ကျွန်တော်ကိုဖြစ်နေခဏတယ်ကေဒင်းချင်းကောင်းကျိုးချမ်းသာရဲ့ဝမ်းမြောက်စရာတတိကိုကြားပြောတော့သူကေဒင်းချင်းဝမ်းမြောက်စရာကောင်းတဲ့တတိကိုကြားပြောတဲ့လူဒီကြားလေးမှာဘုရားသခင်ကေတင်မယ်မဆမယ် ဲ့လိုပြောတဲ့သူဟာတင်းဖျားသခင်အုပ်စိုးစံတော်မူ၏ဟုဇီးဥမျိုးအားပြောသူသူခြေတို့သည်တောင်ပေါ်မှာအလုံးတင့်နေတယ်။တောင်ဆိုတော့ကျွန်တော်မြန်မာလူမျိုးတွေကအထွတ်မြတ်ထားပြီးဘုရားတည်ကြတယ်။အစ္စရေးလူမျိုးတွေကတောင်ဆိုတာမြင့်မြတ်တဲ့လူမတက်လို့ရတယ်။ထရဖျားကြီးတောင်တော်ပေါ်သို့အဘယ်သူတည့်ရမည်နည်းဟုမူကားတန့်ရှင်းတော်လက်နဲ့ဖြူစင်သောနှလုံးရှိတော်သူမူတာကိုမမီဝဲမစီက မမှန်သောကျင့်ဆိုခြင်းကိုမပြုသောသူတို့သည်တဲ့သရပြလက်တော်ကကောင်းကြီးမင်္ဂလာကိုခံရပြီးတော့ထိုးတောင်းပေါ်မှာသူတို့ခြေကိုတွေ့ရမယ်။ဒါဒီနေ့ဤကဲ့သို့သောသူများအပြင်ညင်သက်ခြင်းရဲ့ဝမ်းမြောက်စွာသတည်းစစ်တည်ဖြစ်ပွားနေတယ်မညင်မသက်ဖြစ်နေတဲ့လူတွေသာသမီတွေတည်ဆုံရတယ်၊ကြွက်ကွာရတယ်မညင်မသက်ဖြစ်နေတဲ့လူညင်သက်ခြင်းရဲ့ဝမ်းမြောက်စွာသတည်းကောင်းကျိုးချမ်းသာရဲ့ဝမ်းမြောက်စွာသတည်းကိုကြားပြောတဲ့လူတွေခြေကလည်း အဲ့ဒီပုံမှာတွေ့ရမယ်။တခြားကဘာဒါလုံးကနေတွားရင်အင်းဝင်လေးဆရာလေးဆိုလူတွေအမှန်တမ်းလေးစားပြီးတော့နေရပေးတာကျွန်တော်တွေ့ရတယ်။တကယ်အင်းဝင်လေးဆရာလေးပြောတာနော်။တွားလို့ရှိရင်တကယ်ပဲကျွန်တော်စီဓမ္မပညာဘာမှမရှိပါဘူး။ဒါပေမဲ့တွားတဲ့အခါမှာအတင်းတို့ကြီးတွေ အဖြူသင်းတို့ကြီးတယ်လူ၈000တပေါင်းကျော်လောက်၃000ကျော်အသင်းတော်တွေရလေးလေးစားစားနဲ့အချင်းပေးတယ်စကားပြုတ်ခွင့်ပေးတယ်စန်ကြီးဘီလီဂရင်ရဲ့ဌာနချုပ်ရောက်သွားတဲ့အခါမှာမွန်နီဒီဗိုရှင်ကိုကျွန်တော်အမေရိကရောက်ပြီးကြားတယ်ဒီလီမန်နဲ့ပို့ပေးလိုက်တယ်ဟိုမှာတော့အဲ့လိုကတ်မှပွေလေးပဲလေတိတ်ဆေးကြီးပါတယ်ဟိုရောက်တဲ့အခါမှာကျွန်တော်ပြောဟဲ့ကျွန်တော်ဘာပြောရမလဲအာမင်းရဲ့တက်တဲ့ခန်းချက်တွေပြောစမ်းပါပြောတဲ့အခါမှာ ပြောရခဲ့ပါသူတို့မနေ့ပိုင်း morning devotion မှာရှင်နေကြုတ်နေသူတို့ရှိရအကုန်လူ450ကျော်ထားလက်ခွတ်တီးကြတယ်ကျွန်တော်လည်းအားအားတက်တကယ် PhD full PhD နော်ဘယ်လိုပုံကိုရရှင်းမှာစကြီး requiring အတင်းတော့မှာဆိုလို့ရှိရင်လူတွေတောင်းချုံရှိတယ်ဆရာမတို့နဲ့ပြောခွင့်ရတယ် Denver Church ဆိုလို့ရှိရင်လူ၈000တောင်းကျော်လောက်ရှိတယ်ကျွန်တော်ဖျက်ပရိမတဲ့တော့ဖိနလီချက်တက်တဲ့ခါမှာတချို့တက်ကြည့်တဲ့လူတွေလာပြီးတော့အေးဒီတို့ ်ရှင်ကတို့တင်ကားသာရတယ်။မအားလို့တော့သူတို့မဟုတ်ပါဘူးမောရှိရနော်ဖျားကြီးရှိတယ်တိုက်ရှင်နဲ့ဖနှက်ချွတ်တယ်။ဟာသူတို့ဝန်တာပြီးတော့တချို့သူအလူမီနီလာပေးတာရှိတယ်။မင်းတို့ရှင်ကကောင်းတဲ့ပုံစံတင်ကားလို့ရတယ်။ဖျားသခင်အဝင်တရားခေါ်တဲ့လူချီတောင်းပန်မိရတယ် MCD 2000မှာကမ္ဘာအဝင်လစီရအဲ့ဒီတော့ကျွန်တော် itinerary evangelist ဆိုတော့လေလေအဝင်လေးခေါ်တယ်၈000ကျော်ပေါ့တနင်္ဂနွေ15မိနစ် personal evangelism တူချင်းအေးဝင်လေးဘယ်လိုလဲဆိုတင်ပြခွင့်ရခဲ့တယ်။ဒါကြောင့်အေးဝင်တရားဟောတဲ့လူရဲ့ခြေဟာတောင်ပေါ်မှာပြခင်ချိန်မြင်ထားတယ်။ဒါကြောင့်အေးဝင်တရားကိုထုတ်ခဲ့လို့လုပ်မယ်ဆိုရင်ကျွန်တော်လူမျိုးတည်းသာမကဘူး။နိုင်ငံတကာကမ္ဘာစီးပွားရေးအကောင်ဆုံးပညာအမြင့်ဆုံးတိုင်းပြည်အကောင်ဆုံးတိုင်းပြည်တွေဟာလူတွေရှိမှကျွန်တော်တို့ပြခင်ချိန်မြင်ကိုခံစားရမယ်။ ဒါဧဝံဂေလိတရားကိုဟောတဲ့ကျွန်တော်အသက်တာတွေတကယ်ပဲမေတ္တာအပြည့်အဝနဲ့ကျွန်တော်ဟောပြောခြင်းသူငြိမ်းချမ်းရရသွားဖို့ဖျားနဲ့ပြန်နဲ့တင့်မြတ်ခြင်းရသွားဖို့ကျွန်တော်လှုပ်ဆောင်မယ်ဆိုရင်တကယ်ပဲဖျားခင်ကောင်းကြီးမင်္ဂလာကိုကျွန်တော်သာမကသူတို့လည်းခံစားရမှာဖြစ်တယ်သူကဲသူခံစားရအောင်ကျွန်တော်အသက်တာတည်တည်ကိုဧဝံဂေလိဆရာတည်တည်အတွက်အထူးရတတိယစွတ်တော်မျိုးဖြစ်ပါတယ်ဒါကြောင့်ဒီလူငယ်အမှုတော်ဆောင်တွေကို 不都慢慢听，慢慢明白。比如讲，讲多了自家表情，都是经常表情，都是发泄嘛。碰到的人偏不，就是适当比我偏发的。那如果我问伢来看嘛嘞，十招是没戏啵。他妈第二个，万家说白家的下头买了一批老布，哥哥哥偏这个稀少嘛，十大布就在阿土家批。如果我问别人看嘛嘞，如果我问你二批咯，不一定二呢跟六批咯，十招是没戏啵。 ကျော်စစ်တောင်းရပေးကြမယ်ဆိုရင်ထိုကိသို့သောသူတို့ရဲ့ခြေကိုတောင်းကုန်မှာကျွန်မြင်ရပြီးတော့မင်္ဂလာဖြစ်ပါလိမ့်မယ်ထိုကိသို့ဖြစ်လာဖို့ဒီနေ့စစ်တောင်းပေးဖို့ကတော့မငြိမ်သက်ဖြစ်နေတဲ့နိုင်ငံတွေအတွက်ဖြစ်ပါလေရုရှားနဲ့ယူကရိန်းစစ်ပွဲများလုံးဝရပ်တန့်သွားပြီးနှစ်နိုင်ငံရှိလူသားမျိုးဆက်များထပ်မံ၍ထိခိုက်ပျက်စီးမှုများမရှိစေဖို့စစ်တောင်းဖို့ဖြစ်ပါတယ် အမိမြန်မာနိုင်ငံမှာလဲထိုကဲသို့မင်္ဂလာဖြစ်ဖို့ကျွန်တော်စစ်တောင်းပေးတယ်တကယ်လို့သာအခုလေချောင်းကနေပြန်တန်းပြီးတော့ပြည်သူလူထုကိုဖျက်ဆီးခြင်းမလုပ်နိုင်တော့ဘူးဆိုရင်ကျွန်တော်တိုင်းပြည်ချင်းမှာဝေးအိမ်တိုက်တာပျက်စီးခြင်းနေတကယ်သာသနာအဆောက်အဦတွေပျက်စီးခြင်းနေခလင်းငယ်တွေဇေယုံတွေလူတွေပျက်စီးခြင်းနေတာကင်းလို့ချင်းရလာလိမ့်မယ်သူကဲသို့ ဘုရားကညီမစာမြေအကြောင်းစစ်တောင်းပြဖို့အရေးကြီးပါတယ်စစ်ပွဲများအတွင်တည်ဆုံထိခိုက်တန်ရသောသူများဥမေအိမ်မေဖြစ်သောသူများဘုရားခင်ပြန်လဲပြီးတော့ကုစားပေးဖို့သူရဲ့ trauma တွေကလွတ်မြောက်ခြင်းရဖို့စစ်တောင်းပြဖို့ဖြစ်ပါတယ်သူကဲသို့ကျွန်တော်မေတ္တာနဲ့တကယ်ပဲနှလုံးသားအတိတ်ကနေသူတို့ရဲ့မေတ္တာဖို့စစ်တောင်းပြကြပါစို့ဝိနည်းရှင်များသူကဲသို့ကြုံရရင် အင်းတော်ရှင်များတို့ရဲ့ကြုံရရင်သူတို့မင်္ဂလာနေ့ရမှာဒီဖျားခင်ပေးတဲ့ညီတက်ချင်းတကစ်စစ်မှန်တဲ့ညီတက်ချင်းခဏလို့ဝန်ကြီးစီကပင်လဲလှည့်ကြီးလိုက်လာလာအဲ့ဒီကနေတချင်းဆုံနေတဲ့အထိဒီကောင်းပေသည်ကောင်းပေသည်ချင်းဆက်သွားတဲ့ပုံကူကြီးကဲတို့အောင်မြင်ရတဲ့လူတွေဖြစ်ဖို့ဆုတောင်းမေတ္တာပို့ကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖတ်မြတ်စွာသောဖျားခင်ရုရှားနဲ့ယူကရိန်းစစ်ပွဲများတွင် နိုင်ငံရှိမျိုးဆက်တင်များထမှန်၍ထိခိုက်ပျက်စီးမှုမရှိစေဖို့အတွက်ကိုရကောင်းကြီးပေးတော်မူပါအထူးသဖြင့်လက်နဲ့အချင်းချင်းတိုက်လို့တည်ကြည်ပျက်စီးကြီးကတော့ခရနိုင်ပေမဲ့အပြစ်မေးပြီးတော့အရသာလေးဖျားเจ้าနေစေယုံနေစာတိเจ้าနေအပြစ်မေးတွေပျက်စီးခြင်းအတိယုံယုံမြဖြစ်စရာဖြစ်ပါလေ ထူးကဲ့သို့ဖြစ်တဲ့နိုင်ငံတိုင်းကိုပြီးတော့ကောင်းကြီးပေးခြင်းအဖြစ်ထမှန်ပြီးတော့ဤကဲ့သို့သောအနိဋ္ဌအာရုံမျိုးဖြစ်စီဖို့အမိမြန်နိုင်ငံကြီးကိုလည်းကိုတော့ကောင်းကြီးပေးတော်မူပါစစ်ဘဲတွင်မှာတည်ဆုံတိခိုက်ထားရတဲ့လူတွေအိုးမဲအိမ်မဲဖြစ်သွားတဲ့လူတွေအတွက်လည်းဘုရားခင်သူတို့ပြန်လဲကုသပေးခြင်းအဖြစ်ညီတဲ့ချင်းမြည်ရီလိုစစ်စင်းပြီးတော့ကိုတော့ချီးမွမ်းနိုင်ဖို့ကိုတော့ကောင်းကြီးပေးတော်မူပါ29ရက်နေ့မှာကျွန်တို့တို့ဒီမင်းလင်းတန်ကြောင့် ဆုံးပါသွားတဲ့လူအတွက်လည်းနှစ်တိတ်ချင်းစီဝေဖြစ်ဖို့အောက်မေ့ချင်းစီဝေကိုလည်းဆွတောင်းပြီးတော့တနေ့တာလို့အစာချန်ဆွတောင်းကြပြီဖြစ်တော့ကြောင့်ဘာဝင်းသူအသီးသူတို့ဒီမေတ္တာအပြည့်အဝနဲ့ဆွတောင်းရင်ကိုကောင်းကြီးပြီတော့ပါမိနစ်ရှင်များနဲ့မင်္ဂလာဇနီးမောင်နှံတို့ထိုကဲ့သို့အတွေ့အကြုံများကိုသူတို့ရဲ့သာသမီတွေသူတို့ကိုယ်တိုင်သူတို့မိဘတွေတွေ့ကြုံရမည်ဆိုရင်ဘောနေချင်းလှိုင်းလုံးလို့လာပြီမဲ့အငြိမ့်တက်ချင်းရှိနိုင်မှုကိုတော့ကောင်းကြီးပြီတော့ပါ ကိုရှင်အလိုလိုဒီကောင်းကင်ဘုံမှာပြည့်စုံလို့အမိမြဝနိုင်ငံကြီးမှာပြည့်စုံစေဖို့ရန်ကိုရှင်ကိုရနေတင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်တို့သည်သဘောချင်းတူတဲ့ဆုတောင်းကြမိပါကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တို့၏ဖာကိုရဤနာမတော်အားယူသည်လေးမြခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော တမွေးလောက်တော့အစာကိုကျွန်တော်တို့အားယနေ့ပေးသနာတို့ပါသူတစ်ပါးဒီကျွန်တော်တို့ကိုပြင်မာတော့ပြင်များကိုကျွန်တော်တို့ဒီလွတ်တကယ်တော့ကျွန်တော်ဒီအပြစ်များကိုလွတ်တယ်မူပါပြီးသွေးဆောင်တော့မလဲမပါစီပဲမကောင်းတော့မှုရမှာလဲကဲလို့တမူပါအစိုးပိုင်တော့အခွင့်နဲ့ဘုန်းတကူအာနုဘတော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတခြင်းမှာ 402ဓမ္မတိရှိမ402ဤအိမ်တော်ကိုကောင်းကြီးပေးပါကျေးဇူးပြုလက်ဆောင်ရှက်ပါဘေးကင်းလုံခြုံယောဂကင်းရှင်းငြိမ်းချမ်းရေးပြပါလို့မြန်မာနိုင်ငံမှာရှိတဲ့အိမ်တော်တိုင်းအတွက်မြတ်တာပို့တဲ့သဘောနဲ့အတူတူကချီးမွမ်းတည်ဆူကြပါစို့ ငင်မှုနဲ့ရှိတော်မူသောအဖမျက်စွာသောဘုရားခင်ဆင်မဲ့ဖြစ်ပေါ်နေတဲ့နိုင်ငံမြန်မာရှိနေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူပြည်သားတွေအားလုံးအတွက်ကျွန်တော်မေတ္တာပို့ဆုတောင်းတဲ့အခါမှာကျွန်တော်ဒီသူတို့အတွက်စုံလင်အောင်တောင်းကြီးကမဆွားနိုင်ပေမဲ့စုံလင်ကြီးရဲ့အရှင်ဘုရားသခင်ဒီသူတို့ကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါစေတော့သူတို့ဘုမာကုရေရှင်မျက်နှာအလင်းတော်ကိုလွတ်လျက်သူတို့အား ဂယုဏကျေစုပြုတော်မူပါစေတော်ထို့သူပေါင်းတို့ကိုမြှော့ကြည့်၍ချမ်းသာပေးတော်မူပါစေတော်ခမည်းတော်ဘုရားသခင်ရဲ့မြတ်တာတော်သာတော်ယေရှုခရစ်တော်ရဲ့ကျေစုတော်နှင့်တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့မေတ္တာပွင့်ခြင်းကျေစုအပေါင်းတို့သည်ထို့ပြည်သူပြည်သားအသီးသီးပေါ်မှာယခုမှဆာ၍ကာလအစဉ်မြတ်တည့်ရောက်သည်ရှိဒီနေပါစေတည်းအာမင်အာမင်